မင်္ဂလာပါရှင်ခொနဲ့သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ1085ဗီဒင်ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဆင်မကတော့ Solar Nanny ဖြစ်ပါတယ်ဆင်မအနေနဲ့ကတော့2025ခုနှစ်မေလအတွက်တရင်းနာသားသမီးတွေရဲ့တလားစာအထူးဟော့စတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလအတွင်းမှာတရင်းနာသားသမီးတွေရဲ့အလုပ်ကိုင်းကိစ္စတွေစီးပွားရေးကဏ္ဍငွေကြေးကဏ္ဍတွေပေါ့နော်နောက်ပါအခြေရေးကျန်းမာရေးမြစ်တာရေးကဏ္ဍအိမ်တွင်းအိမ်နောက်ရေးပေါ့နော်ပညာရေးအစပြုလုပ်ရမယ့်ရည်ရွယ်လေးတွေကိုတစ်ခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း Subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ အရင်ဆုံးတင်းနာသားသမီးတွေရဲ့လက်ရှိနော်ဒီလတွင်မှာလုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းစီးပွားပိုင်းနဲ့မှာကြည့်လိုက်တဲ့အခါမှာဒီလမှာဆိုရင်လုပ်ငန်းပိုင်းတွေစီးပွားရေးပိုင်းတွေကိုကြည့်လိုက်တဲ့အမှအခက်အခဲတွေကြားထဲကနေပြီးတော့စ조사မှုဖြင့်အောင်မြင်နိုင်တဲ့ကာလဖြစ်ပါတယ်။အလုံးနှစ်ခုတပြိုင်တည်းလောရတာမျိုးတွေအလုံးနှစ်ခုပေါ်လာတာမျိုးတွေရှိရဲ။မမီးရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီးတော့စနစ်တကျအသုံးချပေါ်ဆောင်ခြင်းဖြင့်အောင်မြင်မှုရရှိမဲ့အနေအထားလေးတွေတွေ့ရတယ်ပေါ့နော်။မိတ်ဆွေကောင်းတွေရဲ့အခွင့်အရေးထောက်ပံ့ကောင်းလေးတွေရရှိလာတာမျိုးတွေကြုံတွေ့ရမယ်။လုပ်ငန်းတွေလောက်ကန်ရတဲ့တဲ့လုပ်ငန်း န်းပြောင်းလဲလည်းလုပ်ကံရတက်တာမျိုးတွေရှိမယ်လုပ်ငန်းတစ်တွေစတင်ပြီးလုပ်မယ်ဆိုရင်လည်းလုပ်လို့ရတဲ့အနေအထားမှာရှိတယ်။ဘာလို့လို့အခက်အခဲလေးတော့အနေငယ်ရင်ဆိုင်ရလိမ့်မယ်ဒီလိုမျိုးရင်ဆိုင်ကြုံတွေ့ပြီးမှပဲအောင်မြင်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လက်ရှိမှာဒီလာထဲမှာလုပ်ငန်းစီးပွားတွေကလက်ရှိနေထားတဲ့တိုးတက်လာတာမျိုးတွေရှိမယ်ဝန်ထမ်းဆိုရင်အလုပ်မှာတိုးတက်လာမယ်ပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်ရာထူးအဆင့်လားစာအဆင့်တိုးတက်မယ်ပေါ့နော်အဲ့တော့စနေနဲ့တင်းနာနဲ့အင်ကာနယ်လုပ်ငန်းတွေနဲ့နော်အဆင်ပြေအကျိုးပြုနေတဲ့ကာလဖြစ်တဲ့အတွက်ထိုလုပ်ငန်းတွေနဲ့လုပ်ငန်းစီးပွားလုပ်နေတဲ့သူတွေအောင်မြင်မှုရရှိမယ်လုပ်ငန်းတိစတဲ့ မီလုပ်မဲ့သူတွေဒီလုပ်ငန်းတွေလုပ်ပါเนาะအဲ့တော့စနေနေဆိုအထယ်လုပ်ငန်းတွေထက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းတွေတနည်းနာနဲ့ဖြစ်တဲ့ကုန်မာကုန်ချောက်ကုန်စုံကုန်ချောက်ခြံကားကြောက်လုပ်ငန်းတွေเนาะနောက်ပြီးတော့အင်ကာနန်တွေဖြစ်တဲ့စားတောက်ကုန်စတိုးဆိုင်ဆန်စီစစ်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆက်တူလုပ်ငန်းတွေအကျိုးပြုတယ်အဲ့ဒီလုပ်ငန်းလေးတွေကတော့ဒါဒီလအတွက်အကျိုးပေးနေတယ်ပေါ့เนาะ အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝယ်ကောင်းနေမယ်အမြင်ဆုနေရရှိမယ်ပေါ့နော်အဲ့တော့မိမိမျှော်မှန်းထားတဲ့လောက်အမြင်ဆုနေရလာတာမျိုးတွေရှိမယ်ရောင်းဝယ်ကောင်းနေမယ်အနေထားမှာတော့ရှိရပေါ့နော်ဒါပေမဲ့အဲဒီလုပ်ငန်းပိုင်းတွေမှာတော့ရှင်ပြန်မှုတော့ရှိမယ်လောဘဒေါသနဲ့တော့လုပ်ငန်းစီးပွားမလုပ်နဲ့စိတ်ကိုအေးထားပြီးလုပ်ပေးပါနော်အရာရာအဆင်ပြေလိမ့်မယ်ပေါ့နော်တုတ်တန်တဲ့ကိစ္စတွေအဆင်ပြေမယ်အိုသိအိမ်သိရတာမျိုးအိုသိအိမ်သိဝင်တာမျိုးအလူတာနာပြူရတာမျိုးတွေတော့ရှုံတွေ့ရလိမ့်မယ်ပေါ့နော်အွန်လိုင်းငယ်သားအကျိုးပြုတာမျိုးလေးတွေရှိမယ်ခီးကိစ္စလေးတွေပြင်းပြပြခီးလေးတွေသွားတက်တယ်ပေါ့နော်သွားမယ်ဆိုရင်လည်းသွားအဲသွားလို့ ့ရတဲ့လဖြစ်ပါတယ်ပြည်တွင်းခီးစဉ်တော်လကောင်ပြပခီးကံတော်လကောင်တော့အကန့်ရှိတယ်နိုင်ငံခြားခီးကံလည်းအကောင့်နဲ့လာတဲ့တလဖြစ်တယ်ပေါ့နော်နောက်ထပ်ငွေကြေးကဏ္ဍလေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာငွေကြေးပိုင်းတွေမှာငွေအဝင်ထွက်ရှိနေမယ်ငွေကံကောင်းနေမယ်ငွေရှားတာတော့လွယ်ကူမယ်ပေါ့နော်ဒါပေမဲ့အဝင်ရှိသူတို့အထွက်လည်းရှိနေမယ်ပေါ့အเจ้าမင်းမျိုးနဲ့ငွေကုန်စရာတွေများမယ်နော်မင်းမင်းညီကိုမောင်နှမအတိုင်းဝိုင်းဝင်နဲ့အကူအညီထောက်ပံ့ပေးနေရမျိုးတွေရှိမယ်ပေါ့နော်ငွေကြေးပိုင်းမှာစီကံတကြသုံးဆွဲနိုင်မှာငွေရောပေါက်တွေထိုင်နေမှာမြဲမယ်ငွေကစုဆောင်းနိုင်မှာဒါမြဲမယ်သဘောရှိတယ်ထို့ကြောင့်ဒီလာထဲမှာဆိုရင်ငွေကြေးချင်းနဲ့ပတ်သက်ပြီးတော့ ကအဲ့တော့အဝင်ရှိတယ်ရှားတာတော့လွယ်ကူမယ်ကုံစရာတွေများလာမယ်ဆိုတဲ့အတွက်သတိထားအသုံးဆွဲဖို့လိုအပ်လိမ့်မယ်နော်နောက်ပြီးတော့သူတစ်ပါးကိုအာမခံပေးတာမျိုးလောင်းကစားပြုလုပ်တာမျိုးကတော့ရှောင်သင့်ပါတယ်နော်ဒီလာထဲမှာ နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပေါ့နော်ဒီနောက်ထပ်လူမှုရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါပြဿနာကြီးကြီးမားမားတော့မရှိဘူးပေါ့နော်ကိုယ့်ရဲ့လုံလုပ်ငန်းကိုင်ငန်းထဲမှာတော့ဒါအနှဲငယ်လေးတော့အတိုက်ခံလေးတွေရှိမြဲစိတ်နှောင့်ယှက်ဖြစ်စရာလေးကတော့ပေါ့မယ်ဒါပေမဲ့ကြီးကြီးမားမားပြဿနာတော့မရှိနေဘူးပေါ့နော်မိတ်ဆွေကောင်းနေလဲရနိုင်တယ်ဆရာကောင်းသမားကောင်းနေလဲတွေ့နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဒါပေမဲ့ဒီလာထဲမှာတော့စိတ်နှောင့်ယှက်ဖြစ်စရာလေးကတော့တစ်ခုမဟုတ်တစ်ခုကြုံလာနိုင်တယ်လူမှုရေးကဏ္ဍလေးနဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားပြဿနာတော့မရှိဘူးဆိုးဆိုးဝါးနေထားတော့မရှိနေဘူးပေါ့နော်ဒါပေမဲ့မိမိကအရာရာကိုသတိနဲ့ပြောဆိုလို့ကင်ဖို့တော့လိုအပ်လိမ့်မယ် ်နောက်ထပ်အိမ်တွင်းအိမ်တော်ရေးခဏလေးတွေပေါ့နော်ကြီးလိုက်တဲ့အခါမှာအိမ်တွင်းမှာနိုင်ငံစိတ်လိုမကြမ်းဖြစ်မဲ့ နော်အောက်လက်ငယ်သားသားသမီးနဲ့ပတ်သက်ပြီးတော့နော်ပူပင်ရတာမျိုးတွေတော့ရှိမယ်နော်နောက်ပြီးတော့အကြီးကဲထက်လူကြီးပိုင်းနဲ့စိတ်သဘောထားကွဲလွဲမှုလေးတွေရှိမယ်မိမိအိမ်နောင်ဖက်နဲ့လည်းအနေငယ်စိတ်လို့မကြမှုတွေရှိပြီးတော့ပြဿနာလေးတွေအနေငယ်ရှိနေတဲ့အမျိုးလေးတွေတွေ့ရမယ်ပေါ့နော်အာဘာမဟုတ်တဲ့ပြဿနာလေးနဲ့လည်းအတိုက်ခံလေးတွေစကားများနေရမျိုးတွေတူတူခွန်းကိုတူခွန်းစကားများနေရမျိုးတွေရှိမယ်အိမ်နောင်ရင်မှာနောက်ဆက်လေးတွေဝင်လာနိုင်တယ်တစ္ဆာရှိရှိတဲ့တွဲပါအိမ်နောင်ရင်ဆရာရှုပ်တာတွေပျော်ပါတောင်စားလုပ်တာမျိုးတွေရှိမယ်ဆိုရင်အိမ်တွင်းအိမ်နောင်ရင်မေးချမ်းတာမျိုးတွေဖြစ်လာနိုင်တယ်ထို့ကြောင့်အိမ်နောင်ရင်မှာနားလည်မှုနဲ့အလျှော်ဘေးရှုံးမှုတွေတွဲနိုင် မှာအေးချမ်းလာနိုင်တယ်နော်နောက်ထပ်ပြောရသူတွေအတွက်ခြေကန်သနာမှာဆန်းလုံပွင့်တဲ့နေထားမှာရှိတယ်မိမိကိုစိတ်ဝင်စားတဲ့သူတွေရှိလာတာမျိုးချစ်သူမရှိတဲ့သူတွေချစ်သူရမယ်ထိချင်တဲ့သူတွေချစ်သူချစ်သူအစ်စ်တွေရတာမျိုးတွေတော့ရှိမယ်အဲ့တော့ချစ်သူနူဂျားထဲမှာတော့ဂျားလူအနောက်ဆက်လေးတွေဝင်လာနိုင်တဲ့အတွက်မိမိချစ်သူကိုစိတ်မချဖြစ်တာမျိုးတဝင်တို့တာမျိုးတွေတန်တရားပွားဆရာလေးတွေဖြစ်လာနိုင်တယ်ထို့ကြောင့်နားလည်မှုနဲ့သစ္စာရှိရလဲတွန်းဖို့လိုအပ်လိမ့်မယ်ဘာမဟုတ်တဲ့ပြဿနာလေးတွေကြောင့်တော့အခြေပိုင်းမှာကတော့ကစားလေးတွေဖြစ်နိုင်တယ်အဓိကတော့သစ္စာရှိမှုနဲ့နားလည်မှုနဲ့အဲလက်တွဲနိုင်တော့အဆင်ပြေမယ်အဓိကဖောက်ပြန်ရှုပ်ထွေးမှုတွေမရှိဘူးဆိုရင်တော့ ော့အခြေအေးချမ်းပြီးတော့ဖောက်ပြန်ချုပ်ထွေးမှုတွေဖြစ်လာမယ်ဆိုရင်တော့အခြေအေးမအေးချမ်းနိုင်ဘူးเนาะဆန်းတော့ပွင့်လာမဲ့အဲနှစ်ဖြစ်တယ်အဲလဖြစ်တယ်ပေါ့เนาะဒီလထဲမှာအဲ့တော့လက်ရှိချစ်သူရေးသားရှိနေအောင်ကိုယ်တခြားစိတ်ဝင်စားတဲ့သူတွေတယောက်မှကနှစ်ယောက်ပေါ်လာတာမျိုးတွေကြောင့်အခြေအေးခံတာတွေမှာတုံ့ဝင်တို့စိတ်မချမှုတွေဖြစ်လာတတ်တယ်လို့เนาะဒါကန်ချမအရာတွေ့ရတယ်ပေါ့เนาะ နောက်ထပ်ပြီးတော့မိမိတို့အနေနဲ့ခြေခန္ဓာလေးတွေပြီးသွားတဲ့အခါမှာကျန်းမာရေးခန္ဓာလေးတွေပေါ့နော်အဲ့တော့ကျန်းမာရေးခန္ဓာလေးတွေကတော့ဖြစ်တတ်တဲ့ယောဂါလေးကဒီလာထဲမှာဆိုရင်အစားတောင်မာတာမျိုးတွေဖြစ်မယ်နှလုံးအားနေပြီးတော့မူမောရှင်တုံတာလေးတွေဖြစ်မယ်ပေါ့နော်မျိုးသမီးယောဂါလေးတွေဖြစ်တတ်တာမျိုးလေးတွေရောရှိမယ်နော်နောက်ပြီးတော့ဥခေါင်းမကြည့်တာပေါ့အိတ်မပြောတာအတွေးများတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျန်းမာရေးခန္ဓာလေးတွေကတော့ကြီးကြီးမားမားကြီးတော့မဟုတ်မတက်တာလေးတွေဖြစ်မယ်လုံးဝအဲ့ရတဲ့လဲသွားတာမျိုးတော့မဟုတ်ဘဲနဲ့အနှဲငယ်လေးတွေခုပြောတဲ့ယောဂါလေးကတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တဲ့အကုန်လုံးဖြစ်လာမယ်လို့တော့မဆိုလို့ဘူးပေါ့နော်အသက်ကြီး ီးပိုင်းနေပေါ့နော်အသက်ကြီးပိုင်းနေမှာဆိုရင်သွေးပေါင်တွေ့ကြလေးရှိမယ်မူးမောရင်တုံတာလေးတွေဖြစ်မယ်အသက်အန္တရာယ်ဆိုရင်ကြတော့မရှိဘူးပေါ့နော်နောက်မှလေးပန်ကနဲ့အိတ်တာတို့ရေခဲရေတောက်တာလေးတော့ရှောင်ပေးပါတခါတည်းရန်စိတ်တို့စစ်တောက်လောရတာမျိုးတွေတော့ရှိမယ်နော်နောက်ထပ်ပညာရေးခဏလေးတွေပြပြပေးသွားမယ် ဒါပညာရေးကဏ္ဍလေးတော့ရည်မှန်းထားတဲ့အရာတွေပေါ့နော်။အော်ဖြစ်လာနိုင်တယ်ရည်မှန်းချက်ရွယ်ချက်တွေအောင်မြင်နိုင်တယ်ပေါ့နော်။သင်တန်းဆောင်ဖို့ကိစ္စတွေလည်းအောင်မြင်နိုင်တယ်။အသိပညာဘူးသူတို့တွေတို့ပွားမယ်။ဆရာကောင်းသမားကောင်းတွေနဲ့သင်ကြားတာမျိုးတွေအကြောင်းပညာရေးမှာတိုးတက်အောင်မြင်တာမျိုးတွေတော့ရှိမယ်။အနှဲငယ်လေးစိတ်ပါဝင်စားမှုအားနည်းလာတတ်ပါတယ်တဲ့။ထို့ကြောင့်ပညာရေးကိုစိတ်နှစ်နိုင်ဖို့တော့တော့စိတ်နှစ်ပြီးစူးစမ်းဖို့တော့လိုအပ်လိမ့်မယ်။နောက်ထပ်ဒီလအတွက်ပေါ့နော်ဒါဆောင်ရယ်ဆောင်ရယ်လေးတွေပြောပြပါမယ်။ တော့ဒီလတစ်လလုံးပေါ့နော်ဆောင်ရည်အနေနဲ့ကတော့ရက်တေတာတောင်စားခြင်းလောင်းကစားပြုလုပ်ခြင်းသူတက်တက်ချင်းရှောင်ပေးပါအဲ့တော့ဆောင်ရည်အနေနဲ့ကတော့ဘာသာရေးကောင်းမှုကုသိုလ်တွေပြုလုပ်ပါကောင်းမှုတစ်ခုနေစဉ်ပြုပါနော်အစာအစာရှားပါ့လို့စားတော့ပေးဥထည်ရှားပါ့လို့ဥထည်လို့တက်ကြည့်ပူစရာလေးတွေပြုလုပ်ပြီးတော့ဖြတ်တန်းပေးပါနော်အဲ့တော့ဒီလမှဆိုရင်ကျိုးပေးလက်ကီးကလာလေးတွေပြောပေးပါမယ်ကျိုးပေးလက်ကီးကလာလေးကတော့အဖြူဖွင့်ဖြူရောင်လေးတွေအယောင်မိုင်းနာမျိုးလေးတွေစိမ့်ပြာရောင်လေးတွေကတော့အကျိုးပေးလက်ကီးကလာလေးတွေဖြစ်တဲ့အတွက်ရေကြီးတော့လုပ်ငန်းကိစ္စတွေရေကြီးတော့ခီးစင်တွေပေါ့နော်အေးရရာကိစ္စဟိုဘာပြုလို့ပြောဆိုရမှာဝစ်စင်အသုံးပြု ချင်းဖြစ်ကန်စရာပွင့်နှန်းစီပါလိမ့်မယ်အချိုးပေးလက်ကီကနန်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာနှစ်ကနန်းခွန်ကနန်းနော်လေးကနန်းကတော့အချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်ဒီတလာလုံးအရရာကန်ကောင်းမှုတွေပြုလုပ်ရမယ့်ရေတရားလေးတွေကိုပြပြပေးပါမယ်တင်းနာသားသမီးရဲ့ဒီလအတွက်အရရာကန်ကောင်းမှုတွေပြုလုပ်ရမယ့်ရေတရားလေးကတော့မမိအိမ်ဖြစ်မှာတက်တက်လို့စွန်ကပ်ပါရနွေးချမ်းလေးလှူပေးပါပါနော်အမြဲတမ်းလှူပေးပါ အဲ့တော့နေ့စဉ်ကတ်လုလို့ရတဲ့တပတ်ကိုတစ်ချိန်နဲ့ချိန်၃ချိန်စေတနာရှိသူကတ်လုပေးပါတက်ကြီးပူဆိုတာလေးတွေပြုလုပ်ပါဘာသာရေးပိုင်းလေးတွေပြုလုပ်ပြီးတော့ဖြတ်တန်းခြင်းဖြင့်ကံကောင်းမှုတွေရရှိလာပါလိမ့်မယ်ဒီ area လေးတွေဒီကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါဒီနေ့မှစတရင်းနာသားသမီးတွေအဆဆအရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီပွားပိုင်းတွေတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂပေးအန်ဒီပေးတွေကင်းဝေးပြီးစိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆက်မကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်